မင်္ဂလာပါညာရှင်ခွာဆောဆောင်မနှုတ်ကိုဆက်တာပါတယ်အော်တိုဝါလာ25ရက်2025ခုနှစ်စနေနေ့ဓမ္မတော်တို့ကအကျွန်ုပ်တို့ယုံကြည်ခြင်းစိတ်ကိုတိုးပွားစေတော်မူပါဟုသခင်ပြားအားတောင်းပန်ကြလင်ရှုလူကခရုဝေချံအခန်းကြီး16ခန်းငယ်ကခေါင်းစဉ်ကတိုး၍ယုံကြည် ရှင်မဖြစ်ပွားသောဒီသားတို့အလေရောက်သွားသောထိုင်းနိုင်ငံမှာအမှုတော်ဆောင်တို့ကတတိခံပါသည်ဒီနေ့မှာအိမ်ဒီအိမ်တွင်ဝန်ပြုရှင်ဝင်လို့တော့ကသူကပါဝင်၍ဒီသနာဝင်ကပါ၏အချိန်ကာလက ကမ္ဘောဒီးယားနိုင်ငံနှင့်ထိုင်းနိုင်ငံတို့အဆင်မပြေဖြစ်နေသောခါ၌ဖြစ်ပါသည် သူကခရီးရန်တို့မှယုံကြည်ခြင်းဖိတ်အရေးကြီးကြောင်းကိုအဓိကထား၍ဝင်ကနေပါသည် သူတို့၏ခေါင်းပေါ်မှာ အိုဟောင်းသောပိုက်က တလန့်ရှိနေသည်ကိုသတိမထားမိပေယုံကြည်ခြင်းနှင့်ပြားခင်ကို ကိုးစားရမည်အကြောင်းကိုအာပတရားဝင်ကနေပါ၏ရာဒီဥတုပူတီကိုသတိမထားမိသောအင်ရှင်ကပန်ကကလုတ်ကိုအသာကလေးနှိပ်လိုက်ပါသည်ဆရာတို့ဤခေါင်းပေါ်မှာပန်ကအဟောင်းသည်လေပတ်လာပါ၏အတန်ကလည်းတဝီဝီမြင်လာပါသည်အတန်ကတိုး၍တပြေးပြေးကျလာသောအခါအင်ရှင်ဆရာက သူ့ကိုအတာလက်ကုံရည်တတိပေးပါသည်ရက်လိုက်တော့စရာထိုင်းတိုင်းလီရင်လားကမ္ဘောဒီးယားတိုင်းလီရင်လားမသိဘူးလာနေမိတင်နေတိုက်ပွဲတွေဖြစ်တော့မလားမသိဘူးပြော၍ မမဆုံးကပန်ကောင်ကဝုန်းကနေပြုံးကြလေဥကနီစီယာယောဒီသားကန်စီယာယောဒီယောတော့ပါပြင်းစီကအောင်ကြပါ၏နိမိဘူးသည်ပြေးဟပြေးဟုလဲအော်သည်သည်သူတို့ပြီးတော့ဘာမှမသိပဲတရားနာပရိသတ်လဲစီးပြေးရအင်းရှင်လင်များတို့ခင်ဗျာမလဲမူမသိပါမသိနေပြေးလိုက်လာကြပါသည်ရက်ကွက်ကျွရလူတွေကအော်အော်ယူနေက ဘာဘာဖြစ်တာလဲဟုမေးပါ၏မဖြေနိုင်မဖြေရသောခရိယံများကြောင့်သူတို့လည်းလိုက်ပြေးကြရအုံအုံထပွဲဖြစ်ခဲ့ပါတည်းရှယ်ရှယ်နဲ့ပြန်ပြောသည့်အရာကယုံကြည်ခြင်းကြောင့်ဝင်ကားနေတော့ဖြစ်တာလေတကယ်ရှက်မိပါတယ်ဟုဝေခံပါသည် အထိတ်တလန့်ကိစ္စတစ်ခုအတွက်တကယ်ကို စိတ်ဓာတ်ရရသွားရှာသောဆရာလေးကိုအားပေးခဲ့ရပါသည်ကျွန်တော်တို့ဟာလူသားတွေပါနော်အားနေချမ်းအမျိုးမျိုးတွေမှာယုံကြည်ခြင်းအားနေတာမျိုးလည်းရှိပါတယ်တမန်တော်ဆွစစ်ဤကံဖြစ်သောတမန်တော်ဆန်နှပါတော်မှာယုံကြည်ခြင်းအားနေသေးတာကိုသခင်ယေရှုကထောက်ပြပါသည်ထို့အခါမှာမုံညင်းစိမ်းလောက်ဖြစ်ဖြစ်ရှိလာဖို့ထားစစ်တီဆောက်ရုံမှတပါအချမ်းရှိပါယောမဩဝါဒစာတွေလာသောနှုတ်ကပတ်တော်မှာ တို့ဖြစ်၍ယုံကြည်ခြင်းသည်ဈာနာခြင်းအဖြစ်ဖြစ်၏ဈာနာခြင်းသည်ဘုရားခင်၏စကားတော်အဖြစ်ဖြစ်၏ဟုလာပါသည်ယောမဝရစာအခန်းကြီး30ခန်းငယ်19တို့ကြောင့်ဘုရားစကားကိုမြင်များကြားရဖို့လိုပါသည်နှုတ်ကပတ်တော်ကိုမြင်များခံယူတည်ဆောက်ပါတည်မကြားလေအပေတို့ယုံကြည်နိုင်မည်နီယောမဝရစာအခန်းကြီး30ခန်းငယ်19ဆိုသောကြောင့်ကြားနိုင်၍ယုံကြည်ခြင်းကိုထပ်ဆွေးတည်ဆောက်ကြရအောင်အားလုံးဖြားရီကောင်းချီးပေးပါစေ။